Euphoria on the pitch as Kate Ferdinand makes history. Kate Fordy ဂျွန်နိုင်ငံလေးဟာ Swatini နိုင်ငံကို၃ခုပြည့်နဲ့နိုင်ယူပြီး2026 FIFA ကမ္ဘာဖလားခြေစဉ်ပွဲအောင်မြင်မှုသမိုင်းတွင်သွားပြီဖြစ်ပါတယ်။ဒီကျွန်းစုနိုင်ငံလေးအတွက်ပထမဆုံးကမ္ဘာဖလားခြေစဉ်ပွဲအောင်လာဖြစ်တဲ့အတွက်ကစားသမားတွေရဲ့အိမ်မက်လည်းအမှန်တကယ်ဖြစ်လာတာပါ။ဒီအောင်ပွဲကကျွန်တော်အတွက်အရာရာပါ။ကျွန်တော်ငယ်ငယ်လေးကပြီးတော့ Dresden မြို့ကဘော်ဒါတွေလည်းအတူတူပဲဆိုတာကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံးကလေးဘွားဘောလုံးစကစားကြတဲ့ကဘောလုံးကိုအမြင့်ဆုံးအဆင့်မှာကစားဖို့အိမ်မက်မက်ခဲ့ကြပါပြီးတော့ကဘာဖလားထက်ပူကြီးတဲ့စင်မြင့်ဆိုတာလည်းမရှိတော့ပါဘူးဒီအဆင့်ကိုရောက်တဲ့ပထမဆုံး Cape Verde အသင်းဖြစ်လာခဲ့တာတိုင်းရင်လုံးကိုအတက်စေခဲ့တာသူတို့ကိုဒီစင်မြင့်ဘောကိုတင်ပေးနိုင်ခဲ့တာအဲ့ဒီထက်ကောင်းတဲ့ခံစားချက်ဆိုတာလည်းမရှိတော့ပါဘူးလို့ Cape Verde အသင်းနောက်ခံကစားသမားတို့ကပြောဆိုပါတယ် အားစားကွင်းပြင်ပမှာအောင်ပွဲခံတာကတော့အခုမှစတာပါ။ဖူနာနာဂီတတန်တွေနဲ့လမ်းတွေပေါ်မှာကောက်ခုံရင်း Kate Valley နိုင်ငံသားတွေဟာသူတို့ပုံစံတိုင်းအောင်ပွဲခံနေကြပါတယ်။ပွဲကစားချိန်48မိနစ်54မိနစ်နဲ့62မိနစ်တွေမှာတွင်းယူခဲ့တဲ့နိုင်ကိုတွေနဲ့ဒနာယီဆန်းဆန်းပွဲကိုအဆုံးသတ်ခဲ့ကြတာပါ။ပရိသတ်တွေကသူတို့တသက်မှာဘယ်လို့မှမကြုံတွေ့နိုင်ဘူးလို့ထင်ခဲ့ကြတဲ့အရာတစ်ခုပါ။ကူလီယာဆ ကျမအရင်ကုံယူပါတယ်။ဒါကကျမတို့အချိန်ကြာကြီးစူးစမ်းတိုက်ပွဲဝင်ခဲ့ရတဲ့အရာတစ်ခုပါ။ပြီးတော့နောက်ဆုံးမှာတော့မိပြဘူဗစ်တာကကျမတို့ကိုအဲ့ဒီအဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါလေ။အရင်ကိုစစ်လို့ရှားစရာကောင်းပါလေ။ကိတ်ဗာဒီကထိတ်ဆိုးပါလား။ကဘာဖလားလား။ကိတ်ဗာဒီနိုင်ငံလေးဟာကျွန်းဆယ်ကျွန်းနဲ့ဖွဲ့စည်းထားတဲ့ကျွန်းစုနိုင်ငံလေးတစ်နိုင်ငံဖြစ်ပြီးအခုဆိုရင်ကဘာဘောလုံးလောကရဲ့ထိတ်တန့်လက်ရွေးစင်အတင်းတသင်ဖြစ်သွားပါပြီ။လူဦးရေ9000ကျော်ပဲရှိတဲ့ဒီကျွန်းနိုင်ငံလေးဟာကဘာဖလားခြေစည်ပွဲအောင်တဲ့ ဒုတိယအသေးဆုံးနိုင်ငံလေးဖြစ်လာခဲ့ပါတယ်ခင်ဗျာ။